ခိုင်ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထုံးလိုက်တန်ဆက်ပေးကြတာဆိုရင်ဖြင့်စာရေးဆရာဆရာနန္ဒာမိုးကျေးရေးသားပြုစုထားတဲ့မိလိန်နာမင်းနဲ့အရှင်နာကအသေးနာတို့ဤတိမ်မွေးနန်းနေသောဘာသာရေးအမေးဖြေများဆိုတဲ့အပိုင်းရှိကိုထုံးလိုက်တန်ဆက်ပေးမှာပါ subscribe like and share ခေါင်းလောင်းလေးနှိပ်ပြီးအားပေးသွားပါနော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျမတို့ခိုင်ပါရှင်အရှင်နာကအသေးနာဒုက္ခဝေဒနာသည်ကုသိုလ်လောအကုသိုလ်လောအပြာကတာပါလော အရှင်မိလိန်နာဒုက္ခဝေဒနာသည်ကုသိုလ်လည်းဖြစ်ပေ၏အကုသိုလ်လည်းဖြစ်ပေ၏အပြာကတလည်းဖြစ်ပေ၏အရှင်နာဂတိနာဒုက္ခဝေဒနာသည်အကယ်၍ကုသိုလ်ဖြစ်သည့်ဆုံညာအံ့ဒုက္ခဝေဒနာဟု၍မရှိကောင်းမီအကယ်၍ဒုက္ခဝေဒနာရှိညာအံ့ကုသိုလ်ဟု၍မရှိကောင်းမီကုသိုလ်ဟုသည်ဒုက္ခဝေဒနာမဖြစ်စေသည်သာမဟုတ်ပါလောအရှင်မင်းကြီးတဲ့အနေနဲ့ရောမိခဲသို့ထင်မြင်ယူဆပါသည်နိဥပမာအားဖြင့်အကျဉ်သူတယောက်သည်လက်တဖက်၌ ရရဲနေသောတန်တွေခဲကို၎င်းကြံလက်တဖန်၌အေးလာစွာသော စီနင်းခဲကို၎င်းကင်ဆုံထားသည်ဖြင့်ထုံနှပါတို့သည်ပင်လင်လောင်ကုံရသလုံးအရှင်ဖျားတန်တွေခဲနှင့်စီနင်းခဲနှစ်ခုစလုံးပင်လောင်ကုံမှအံ့မင်းကြီးနှစ်ပါးစုံသည်ပင်ပူလောင်ကုံသလုံးအရှင်ဖျားနှစ်ပါးစုံမပူလောင်ကြပါတို့ဆိုကနှစ်ပါးစုံပင်အေးလေသလုံးနှစ်ပါးစုံလည်းမအေးကြပါအရှင်ဖျားအရှင်မင်းကြီး တဲမင်းကြီးသည်စကားကိုဝေးဝါး၍ပြောနေပြီးသည်တကားလက်နှဖက်၌ရှိနေသည်မှာတစ်ဖက်တွင်ရဲရဲနေသောတန်တွေကကြံတစ်ဖက်ကအေးမြစွာသောစီနေကတစ်ခုနဲ့တစ်ခုစန့်ကျင်ဘက်ဖြစ်လေတကားတစ်ခုသည်ပူလောင်ဤတစ်ခုသည်အေးချမ်းဤထို့ကြောင့်နှစ်ပါးလုံးသည်ပင် လောင်ဤဆိုသည်မှာမဖြစ်စကားငါသည်တဲမင်းကြီးနဲ့စကားပြောခြင်းကမစွမ်းရက်တမာလီလော့အဲလို ဆိုပြီးဒီနောက်အဘိဓမ္မာနဲ့ရှင်သောစကားဖြင့်ဆက်လက်ဖြည့်ရှင်းပေးတော်မူလေတော်တယ်မင်းကြီး ဝေဟတိတာသောမနုဿဝေဒနာ၌6ပါးရှိပေ၏နေခမဏိတိတာသောမနာတဝေဒနာသည်လည်း6ပါးရှိပေ၏ဝေဒတိတာဥပိ္ပခဝေဒနာလည်း6ပါးရှိပေ၏ဤ6ပါး6လီအစုံသည်လည်း36ပါးရှိပေ၏မင်းကြီးထို36ပါးသောဝေဒနာသည်အတိတ်ကာလ၌လည်း36ပါးသောမနာတဝေဒနာ6ပါးသောမနာတဝေဒနာ6ပါးဥပိ္ပခဝေဒနာ6ပါးစီနှင့်စုစုပေါင်း36ပါးဖြစ်လာ၏ ထို36ပါးကဲ့သို့အတိတ်ပြစ္ဆုတ်ပံအနာဂတ်၃ပါးမှ36ပါးကိုထည့်သွင်းပြီးတော့ပေါင်းလိုက်သည်ရှိလေသောနှစ်ရပောင်းဝေဒနာ108ပါးဖြစ်လာ၏။အရှင်ဖုရားအဘယ်တရားသည်ပရိသေရေနေပါသနည်း။မင်းကြီးနန်းယုတ်တရားတို့သည် ပရိသေရေနေပေ၏။အရှင်ဖုရားပြစ္ဆုတ်ပံနန်းယုတ်တရားသည်ပင်လင်ပရိသေရေနေပါသလုံး။မင်းကြီးဤပြစ္ဆုတ်ပံနန်းယုတ်ဖြင့်ပရိသေရေမနေပါ။ဤပြစ္ဆုတ်ပံနန်းယုတ်တို့ဖြင့်ကောင်းမှုမကောင်းမှုတို့ကိုပြု၍ အဆိုပါပြစ်စုံပန်းကပြုသောကောင်းမှုမကောင်းမှုကံပြင်းပင်လီတပားသောယုံနံသည်ပြိတ္တရေနေပေ၏အရှင်ဖုရားယခုတက်ရှိထင်ရှားရှိနေစေဘဝပြစ်စုံပန်းနံယုံဖြင့်အကယ်၍ပြိတ္တရေမနေကလေးထိုပုဂ္ဂိုလ်သည်မကောင်းမှုအကုသိုလ်ကံတို့မှမလွတ်မြောက်နိုင်ပါသလုံးမင်းကြီးပြစ်စုံပန်းနံယုံသည်စင်စစ်ပြိတ္တရေမနေကလေးမကောင်းမှုအကုသိုလ်ကံတို့မှလွတ်လေ၏အကျင့်ပြစ်စုံပန်းနံယုံကိုမင်းအကြောင်းခံလျက်တပားသောနံယုံသည်ပြိတ္တရေဖြစ်ခဲ့မည်ဆိုရင်တော့ မကားမှုအကုသိုလ်ကံတို့မှ မလွတ်မြောက်နိုင် အရှင်ဘုရားဥပမာဆောင်၍ရှင်းလင်းပေးတော်မူပါဗျာတကားတော်မင်းကြီးအကျဉ်သူတဦးတယောက်သည်တပါတော်သူဤတည့်ရက်ပင်မှာတည့်ရက်သည်အားခိုးယူစားတော့သည်ဆိုပါစို့ထိုသူဟာတည့်ရက်သည်ခိုးမှုနှင့်ဖန်စီဆက်စေးသောအခါထိုသူဟာဆက်စေးသောအာနာပိုင်းဟာအကျွန်ုပ်သည်တပါသူစိုက်အပ်သောတည့်ရက်သည်ကိုခိုးယူသည်မဟုတ်ပါကျွန်ုပ်ခူးယူသောတည်ရည်သည်တခြားတပါးသူဆိုင်ပြုတ်အပ်သောတည်ရည်သည်တခြားဖြစ်ပါ၏ အဲလိုဆိုကြတော့ထိုတရတီခိုးယူသူဟာမင်းပြင်းမင်းတန်ထိုက်တဲ့တလုံးအရှင်ဖုရားတရတီခိုးသူသည်တပားသူဆိုင်ပြုတ်အပ်တော်တရတီအားမခိုးဟူ၍ဆိုတော့လေ၎င်းခိုးယူတော်တရတီမှာတပားသူဆိုင်ထားအပ်တော်တရပေမှာတီးလာရခြင်းဖြစ်တဲ့အတွက်ပထမဆိုင်ပြုတ်ခင်ရင်အပင်နဲ့အကြောင်းမကင်းတဲ့အတွက်မင်းပြင်းမင်းတန်ထိုက်တဲ့မှာဤမှန်မေစွာမင်းကြီးပြစ်စုံပံနှံယုံနဲ့ပြုတ်အပ်တော်ကောင်းမှုမကောင်းမှုတို့သည်လေထို့တူတာဖြစ်ပြီးပြစ်စုံပံနှံယုံဤကံတရားအားလျော်စွာပင်တပားသောနှံယုံဖြင့် ရိတ်တရေနေအပ်ခြင်းကြောင့်မကောင်းမှုမှမလွတ်မြောက်နိုင်ခြင်းဖြစ်ပေ၏အရှင်ဘုရားဒိဋ္ဌထင်သာမြင်သာသောဥပမာကိုကြားလိုပါသည်ကောင်းပေပြီမင်းကြီးနာယူပါလော့အကျဉ်းယောက်ျားတို့သည်ဟေမန္တာဆောင်းလာခါ၌ခြံအိမ်မှုတံကိုကာကွယ်ရန်အတွက်မိလုံလေ၏ထို့နောက်မိကိုမငိမ့်သက်ပဲတခြားနေရာကိုထွက်သွား၏ထိုအခါ၎င်းထားခဲ့သောမိဘုံမှမိသည်တခြားသူတို့၏စပါးကင်အားကူးစက်လောင်ကျွမ်း၏ဤတွင်စပါးကင်ရှင်ကတိုင်တန်းနေအတွက် မိဘစာသူအားတက်ဆိုင်ရာကဖမ်းဆီးဆင်ပြီးတော့ကထို့သူဟာကျွန်ုပ်သည်သူစပားကဲလယ်မြေသို့တကူးတကသွားရောက်ပြီးမိရှုသည်မဟုတ်ပါလယ်မြေကိုလောင်တော်မိသည့်တခြားကျွန်ုပ်၏မိသည့်တခြားသာသည့်မိသည့်သူ့လိုလျောင်လောင်ကျွမ်းခြင်းဖြစ်၍ကျွန်ုပ်၌အပြစ်မရှိပါအဲ့လိုဆိုကြသောမင်းပြင်းမင်းတံမှလွတ်ထိုက်ပါသလုံးအရှင်ဖုရားမင်းပြင်းမင်းတံမှမလွတ်ထိုက်ပါထို့သူသည်တပားသူ၏လယ်မြေကိုတမင်တတ်တာသွားရောက်မိရှုခြင်းမဟုတ်တော့လေပဲ ၎င်းပေါ်ဆစွာ ထားရခဲ့သောမီးကျွင်းမီးတံကြောင့်ပင်လယ်မြေကိုကူးစက်လောင်ကျွမ်းရခြင်းဖြစ်တဲ့အတွက်မင်းပြင်းမင်းတံထိုက်တန်ပါれဖျား။မှန်မိတဲ့တကားတော့ထို့တူပင်ပြစ်ဆုံပန်းတိုင်းဖြစ်သောနံရုပ်ဖြင့်ကောင်းမှုမကောင်းမှုကိုပြု၏။ထိုကံတရားဖြစ်မည်နှင့်တပါသောနံရုပ်သည် ပရိဒေနီအပ်၏။ထို့ကြောင့်မကောင်းမှုမှမလွတ်မြောက်နိုင်ပါ၏။အရှင်ဖျားထုတ်ထတာလွန်သောဥမာကိုလည်းတိလိုပါသည်ဤရှင်လင်းမိကြပေးတော်မူပါဖျာ။ကောင်းပြီဒီကားတော့ အကျဉ်သူတဦးသည်မိမိအိမ်၌မိထုံ၏ထုံမိသည်တိရွံ့မြအမိုက်တို့ကိုအမတ်မထင်လောင်ကျွမ်းရာမှတအိမ်လုံးကိုလောင်မြိုက်၏တပန်တရွာလုံးကိုလည်းကူးဆက်လောင်ကျွမ်းသွားပြန်၏ထိုသူဟာရွာသူရွာသားတို့ကဖန်ဆီးပြီးအဘဲကြောင့်ရွာကိုမိရှုရတနည်းဟုမေးလေတော့ငါဒီရွာကိုမိရှုခြင်းမဟုတ်ငါအိမ်၌သာလျှင်မိထုံခြင်းဖြစ်ပေ၏ငါဤမိသည်တခြားရွာကိုလောင်သောမိသည်တခြားသာသည်ဒလို့ဆိုရင်ထိုသူသည်တကားတော်မင်းမြတ်ချန်ရောက်လာပါက ကြတော်မင်းမြတ်အနေနဲ့အဘယ်သူကိုတရားနိုင်ပေးပါမည်နည်းအရှင်ဖျားရွာနေလူပေါင်းတို့ကိုသာအနိုင်ပေးရပါမည်အကြောင်းမူကားထိုသူဤမိသည်၎င်းအိမ်၌ရှိရသောမိဖင်ဖြစ်ပါတော်လေထိုမိကိုအကြောင်းပြု၍ရွာကိုမိနောက်ရခြင်းဖြစ်သောကြောင့်ရွာသားတို့သာအနိုင်ပေးရပေလိမ့်တော်မည်တကားတော်မင်းသည်ထိုသူပင်တေကန်ဤကာလပြစ်ဆုံးပန်နယုတ်သည်တပါးဖြစ်ပေ၏ပရိသေရေနယုတ်သည်တပါးဖြစ်ပေ၏သို့တော်ဆင်စစ်မှာကထိုပြစ်ဆုံးပန်နယုတ်ကြောင့်သာလေတပါးသောနယုတ်ဖြစ်ပေ၏ ထို့ကြောင့်မကောင်းမှုမှလွတ်မြောက်နိုင်ခြင်းမရှိပါအရှင်ဘုရားထိုထံတည်သားလာသောဥပမာကိုကြားလိုပါသည်ဤမိလိန်နာမင်းကြီးကလွန်စွာမှပင်အမေးတန်လွန်လာပါသည်အရှင်နာကဒေနာမှာလေမင်းကြီးဘလောက်ဖဲမေးမေးတီးခံတော်မူပြီးတပတ်သားဂျိနာဝမ်းမြောက်သည့်အထိစိတ်ရှင်လက်ရှိဖြေးချပေးဖို့ရာဝင်လေးတော်မမူခဲ့ပါ လိုက်လေလိုက်ဖက်လာကြည်တကောင်တကောင်တော်မင်းမြတ်ယောက်ျားတဦးသည်အရွယ်မရောက်သေးသောမင်းငယ်တဦးအား၎င်းနှင့်အိမ်တော်ဘက်ရန်စကားကြောင်းလန်းနေ အိမ်နောင်ဘက်အနေနဲ့လည်းလက်ဆောင်ပစ္စည်းဥစ္စာငွေကြေးတွေကိုပေးရတဲ့အိမ်နောင်အရက်တပားကိုထွက်သွားပြီးထုံမင်းမငယ်သည်အရွယ်ရောက်ကကြီးပြင်းလာတဲ့အခါတခြားယောက်ျားတဦးကရှင်းဒီတူကြောင်းလန်းပြီးလက်ဆောင်ပစ္စည်းငွေကြေးတွေပေးပြီးတော့အိမ်နောင်ဘက်ဖြစ်တဲ့တည်ယူခြင်းပြုလေတယ်။မင်းကြီးထိုကပထမဦးစွာကြောင်းလန်းပေးရခဲ့သောယောက်ျားသည်ပြင်ရောက်လာပြီးထိုသိမ့်ပိုင်ထားသောယောက်ျားအားတင်းတင်းငါများအဘဲကြောင့်တည်ယူပြီးသည်နီးဒလို့ဆိုလေတော့နောက်ယောက်ျားဖြစ်သူမှငါသည်တင်မရအားတည်ယူသေးမဟုတ် ်သင်ကျောင်းလမ်းခဲ့စဉ်ခါကအီမိန်မသည်အရွယ်မရောက်သေးပါသေး။ယခုငါသိမ့်ပိုင်ထားသည်ကအရွယ်ရောက်ပြီဖြစ်နေ၏။တို့ဖြစ်၍သင်ဆက်ဆက်သည့်မိန်းမသည်တကြားယခုမိန်းမသည်တကြားသင်နှင့်မိတို့မြမသက်ဆိုင်မည်သည်တကားအဲ့လိုဆိုရဲထိုသူနှုတ်ဦးတို့မင်းကြီးထံရောက်လာခဲ့သည်ရှိလေတော့သင်မင်းကြီးအနေနဲ့မိသူအားတရားနိုင်ပေးပါမည်နီအရှင်မယားတပည့်တော်အနေနဲ့ပထမဦးစွာကြောင်းလန်းခဲ့တဲ့သူကိုတရားနိုင်ပေးပါမည်အဘဲကြောင့်ထိုသူဆိုရပါတည်းမင်းကြီးအရှင်ဖျား နောက်အတူသိမ့်ပိုက်အပ်တော်မိမသည်အသက်အရွယ်ပင်ကြီးရင်လာတော်လေပထမကြောင်းလန်းခဲ့သူမိမငယ်တဦးသာပင်လင်ဖြစ်နေခြင်းကြောင့်မာသည်မှန်မိတဲ့တကားတော့ထုံနီးတူစွာပင်တေလုံကန်ဤကာလယုတ်ဒီလဲတပါတခြားပရိသေယုတ်ဒီလဲတပါတခြားစီဖြစ်ပြီတိုးတော်ညာလေးအဟောင်းဖြစ်သောယုံနံ၌ပင်အကြောင်းရင်းခံပြီးတပါသောပရိသေနံယုတ်ဆက်ဆက်သည်ဖြစ်သောကြောင့်မကောင်းမှုကမလွန်ကဲနိုင် အရှင်နာကဒေနာသည်မိလိန်နာမင်းကြီးမေလာသမ ्या တွေကိုဥပမာမျိုးမျိုးနဲ့တိတ်တာထင်ရှားစေခဲ့ပါရဲ့ တို့ပါတော့ညာလေမိလိန်နာမင်းကြီးဖို့ရောင်ရဲခြင်းနဲ့ချင်းအလင်းမရှိခဲ့ပါဘူးအရှင်ဖေဟာထမှန်ပြီးတော့တိသားထင်ရှားတဲ့ဥပမာကိုကြားသိလိုပါသေးတယ်ဖေဟာကောင်းမေပြီတကားတော့ဥပမာတစ်ခုကိုထမှန်ဖော်ဆောင်ပေးရမယ်ဆိုရင်တော့အကျင်ပုဂ္ဂိုလ်တို့ဦးဒီနွားချောင်းသားထံမှာနွားနို့ဝယ်ခဲ့တယ်နွားနို့အတွက်အဖို့ခပေးပြီးရနောက်မနှက်ပြန်မှလာယူတော့မယ်ဆိုကနွားနို့ကို အနံ့ထားခဲ့တယ်နောက်တနေ့ရောက်လို့လာယူတဲ့အခါနွားနို့ကနိုရန်ဖြစ်နေပြီအဲ့ဒီအခါမှာငါဒီနွားနို့ကိုဝယ်ခြင်းဖြစ်တယ် နှုတ်တန်းကိုပဲခြင်းမဟုတ်ဒီအတွက်နွားနို့ဘူပြန်ပြီးတော့ဒလိုတောင်းဆိုရဲနွားချောင်းသားလေးဤနှုတ်တန်းသည်ယမန်နေရာတင်ထားရခဲ့သောနှုတ်ပင်သားဖြစ်ပေတယ်နွားနို့မှနှုတ်တန်းဖြစ်လာခြင်းကြောင့်နွားနို့ဘူပြန်မပေးနိုင်ဒလိုဆိုကနွားနို့ရောင်းနေသူနဲ့နွားနို့ဝဲတဲ့သူတွေစကားထိတင်ဖြစ်ကြတော့တာပေါ့အဲ့ဒီသူနှစ်ဦးတို့ကတယ်မင်းကြီးထံရောက်လာပါကအဆိုပါအမှုခင်ဟာမိခဲ့သူဖြစ်ရှင်းပါမည်နိအရှင်ဖျားတပည့်တော်သည်နွားချောင်းသားကိုပင်တရားနိုင်ပေးလိုက်ပါမည်အဘယ်ကြောင့်မှနေတယ်မင်းကြီး အရှင်ဖုရားနွားတို့အဝယ်တို့နောက်တနေ့မှလာရောက်ယူချိန်မှာနိုတန်းဖြစ်နေသည်မှန်တော်လည်းပဲထုံနိုတန်းသည်ဆင်ဆက်နွားတို့ကိုပင်လေအကြောင်းရင်းခံတော်ကြောင့်ဖြစ်ပေ၏ဒကာတော်မင်းကြီးပြစ်ဆုံးပံနှံရုပ်သည်လေထို့တူပင်သည်တေလွန်အံသောကာလ၌နှံရုပ်သည်တပါပရိသေတေနှံရုပ်သည်လည်းတပါဖြစ်တော်ညာလေပဲထိုတီအံစဲစဲပြစ်ဆုံးပံနှံရုပ်ကိုပင်အကြောင်းခံပြီးပရိသေတေအသည့်ဖြစ်လာရသောကြောင့်မကောင်းမှုမှမလွတ်မြောက်နိုင်ပါမင်းကြီးမိလိန်နာမင်းလေပရိသေတေနေရခြင်းနဲ့ဆက်လင်းနာတွေကို မင်းမြန်ကြားသိရပြီးရင်တော့စကားတစ်စင်တက်ပြန်လိတော့တယ်အရှင်ဖျားအရှင်ဖျားဒီကောင်ပြိသိရေနေရအောင်မီလို့အသိမင်းကြီးအီမေကွန်ကတင်မင်းကြီးအတွက် အကျိုးမဲ့တော်မေကွန်သာဖြစ်ပြီးငါဒီတင်မင်းကြီးကနဦးမေးစင်ကလေးကပဲငါ၌ဥပဒံရှိသေးလင်ပြိသိရေနေရအောင်မီဥပဒံမရှိခဲ့ပါမူပြိသိရေမနေရတော့ဘူးလို့ဆိုခဲ့ပြီးပြီမဟုတ်ပါလုံးအရှင်ဖျားစကားဥမာတင်ဒီကိုကြားလို့လာပါဤကောင်းပြီမင်းကြီးဥပမာတင်ရမယ်ဆိုရင်တော့ မင်းမူဒန်တဦးသည်မင်းဤတာဝန်ဝတ္တရားတွေကိုလွန်စွာမှပင်စူးစမ်းဆောင်ရွက်၏ထိုအခါမင်းဖြစ်သူလဲထိုမင်းမူဒန်အားနှစ်သက်သဘောကျသည့်အတွက်စုလတ်ငွေကြေးများချီးမြှင့်မြှောက်ဆသည်မင်းမူဒန်လဲနှစ်သက်ဝမ်းမြောက်စွာဖြင့်စုလတ်ငွေကြေးများကိုခံယူတော်မူပြီးသုံးဆောင်ပြီးသည့်နောက်တရံတခါတို့ရောက်လေသောမင်းဖြစ်သူသည်မိမိအားချီးမြှင့်မြှောက်ဆခြင်းမပြုဟု၍ကျေးဇူးမဲ့စကားကိုပြောဆိုပြီး၏မင်းကြီးအဲ့လိုပြောဆိုခြင်းသည်ကောင်းသောပြောဆိုခြင်းဟုတ်ပါသလားအရှင်ဖျား ကောင်းသောပြောဆိုခြင်းစကားမဟုတ်နိုင်ပါမှန်သေးတယ်မင်းကြီးမင်းကြီးမေးရသောစကားမှလည်းထုတ်တူပင်ဖြစ်ပေတယ်ထိုမေးကိုဖြေခြင်းဖြင့်ငါမှလည်းအကျိုးမရှိဥပါဒံတရားရှိသေးလင်ပြိတ္တရေနေရအောင်မီဥပါဒံတရားတို့ဖယ်ရှားပြီးပြီဆိုရင်တော့ပြိတ္တရေမနေရတော့ဘူးလို့သင်မင်းကြီးကိုဖြေဆိုခဲ့တယ်မဟုတ်ပါလုံးအဲဒီလိုမိန်တော်မူမှသာလေမိလိန်နာမင်းကြီးလည်းပြိတ္တရေအကြောင်းချင်းရာတွေကိုရပ်တန့်လိုက်ပါတော့တယ် ီကနေ့ရဲ့ခိုင်ရီတာချန်နီယာနေထုံးလွှင့်ပေးခဲ့တာဆိုရင်ဖြင့်စာရေးဆရာဆရာနန္ဒာမိုးကျေးရေးသားပြုစုထားတဲ့မီလိန်နာမင်းနဲ့အရှင်နာကဒေနာတို့ဤတိမ်မွေးနန်းနေတော့ဘာသာရေးအမေးဖြေများဆိုတဲ့အပိုင်းရှစ်ကိုထုံးလွှင့်တင်ဆက်ပေးခဲ့တာပါနောက်တစ်ခါမှာတော့အပိုင်းကိုကိုဆက်လက်ထုံးလွှင့်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့အစီအစဉ်အနေနဲ့နှုတ်ဆက်ပေးရစေအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ like and share subscribe ခေါင်းလောင်းလေးနေပြီးအားပေးသွားပါတော့ပြန်လည်ဆုံတွေ့ကြပါသေးတယ်ရှင်